ဗုဒ္ဓဘာသာဆိုတာလေပညာကိုအဓိကထားတဲ့ပညာအဓိကဘာသာဖြစ်ပါတယ်ရှင်ဖရာတပိတော်ကယဟန်ဝိပီတုတ်တန်တစ်ခုမှာတဘာတဲ့အာသုဘတရားအာထုတ်နေချင်းမိဘဖြစ်သူမှာအကျွေးတွေများပြီးစိတ်ပူလောင်သောကဖြစ်နေတာတိလိုက်ရတဲ့အချိန်ငါလူထွက်ပြီးအမိအကျွေးတွေဆက်ပြီးမယ် ပူလောင်တော့ကကိုဖြေလျှော့ပေးမယ်လို့ဆုံးဖြတ်ပြီးထိုင်းမှာအလုလုနေပါပြီဖရာထိုင်းဘက်6000ကျော်ပေးဆက်ပေးပါပြီနောက်ဘတ်တသိန်းလောက်ဆိုရင်အကုန်ပြေပါပြီတပြည့်တော်ယဟန်ပြန်ဝင်နိုင်မယ့်အချိန်ကိုရောက်ပါတော့မယ်တပြည့်တော်လူထွက်ပြီးအမိအကျွေးတွေဆက်ပေးနေတာဘယ်လိုကုသိုလ်အကျိုးရှိလဲဖြေပေးပါလားဖရာအလှအတန်းတွေလှုပ်ချင်တာမလှုပ်နိုင်ပဲမိဘအတွက်ရသမျှအကျွေးပေးဆက်နေရတော့မလှူရလို့ဝမ်းနဲ့နေလို့ပါဖရာတဲ့ မိဘတွေသားသမီးတို့အပေါ်မှာထားတဲ့မျှော်လင့်ချက်၅မျိုးဆိုတာရှိပါတယ်။အဲ့ဒီမျှော်လင့်ချက်၅မျိုးကဘာတွေလဲဆိုရင်၁ငါတို့ကိုပြန်ပြီးတော့ပြုစုလုပ်ကြွေးကြပေးလိမ့်မည်ဟုမျှော်လင့်ခြင်း၂ငါတို့ဤကိစ္စတွေကိုလည်းဆောင်ရွက်ပေးလိမ့်မည်ဟုမျှော်လင့်ခြင်း၃ငါတို့ဤဆွေစဉ်မျိုးဆက်တွေလည်းကြာမြင့်စွာတည်လိမ့်မည်ဟုမျှော်လင့်ခြင်း၄ငါတို့ဤအမွေကိုလည်းခံယူကြပေးလိမ့်မည်ဟုမျှော်လင့်ခြင်း။၅ ်ငါတို့ကွယ်လွန်သွားတဲ့အခါမှာကုသိုလ်ကောင်းမှုပြုလုပ်ပြီးငါတို့ကိုအမြတ်တမ်းပေးဝေကြပေလိမ့်မည်ဟုမျှော်လင့်ခြင်းတို့ပဲဖြစ်ပါတယ်။ဤမျှော်လင့်ချက်၅မျိုးထဲမှာငါတို့ဤကိစ္စတွေကိုလည်းဆောင်ရွက်ပေးလိမ့်မည်ဟုမျှော်လင့်ခြင်းဆိုတဲ့အချက်ပါပါတယ်။အခုလိုမျိုးမိဘရဲ့အကျွေးကိုဆက်ပေးတာဟာဤမျှော်လင့်ချက်ကိုဖြည့်ဆည်းပေးရရောက်တဲ့အတွက်မိဘကျေးဇူးကိုဆက်တာဖြစ်ပါတယ်။မိဘကျေးဇူးကိုဆက်တဲ့သားသမီးတွေဟာလက်ရှိပြစ်ဆုပ်ပံမှာလည်းပဲသူတော်ကောင်းတွေရဲ့ချီးမွမ်းခြင်းကိုခံရပြီး ေလွန်တဲ့အခါမှာလည်းပဲနှက်ရွာသူဂတိတို့လာရောက်ရတယ်လို့တန်ယုတ်တနိကေတာဂါထာဝကတန်ယုတ်ပါဠိတော်ဥပါတကဝက်မာတုပောတကတုံးမှာမြတ်စွာဘုရားဟောကြားထားပါတယ်။ဒါဟာမိဘကြီးခြေစူးကိုဆက်တဲ့အကျိုးပဲဖြစ်ပါတယ်နော်။အရှင်ဘုရားမေခွင့်ပြုပါဘုရားအခုလိုင်းပေါ်မှာပြောနေကြတဲ့မြင်းကလေးဘေးဖြစ်တာကိုငကားကြီးကြောင့်လို့ပြောနေကြတာဟုတ်ပါသလားဘုရားဖြေပေးစေလိုပါတယ်ဘုရားတဲ့။ဗုဒ္ဓဘာသာဆိုတာလေ ပညာကိုအဓိကထားတဲ့ပညာအဓိကဘာသာဖြစ်ပါတယ်။အဲဒီလိုပညာကိုအဓိကထားတဲ့ပညာအဓိကဘာသာဖြစ်တာကြောင့်ဗုဒ္ဓဘာသာဝင်များအနေဖြင့်အကြောင်းအရာတစ်ခုပေါ်ပေါက်လာတိုင်းမှာအစောတလင်လက်မခံပါနဲ့။ပညာဉာဏ်နဲ့ဝေဖန်စစ်စစ်ကြည့်ပါ။ပညာဉာဏ်နဲ့ဝေဖန်စစ်စစ်ကြည့်လို့မှန်တယ်ဆိုမှသာလက်ခံပါ။မှန်မှန်ဘူးဆိုရင်ဘယ်လိုပုံကူမျိုးကပဲပြောပြောလက်မခံပါနဲ့နော်။တုတ်မဟာဝါမဟာပရိနိဗ္ဗာန်တုတ်မှာမြတ်စွာဘုရားက ရင်ငလင်းလှုပ်ခြင်းအကြောင်း၈မျိုးပဲရှိတယ်လို့ဟောကြားထားပါတယ်။အဲ့ဒီ၈မျိုးကဘာတွေလဲဆိုရင်၁။မြေအောက်ခံရေပြင်ကိုလေပြင်းတိုက်ခတ်ခြင်းကြောင့်ရင်ငလင်းလှုပ်ခြင်း။ဘဘာဝအလျောက်လှုပ်တာကိုပြောတာပါ။၂။တကူးရှိသောတမနာပြမနာတို့နှင့်နတ်တို့ကတေသောကတိုင်းနှင့်အာဘောကတိုင်းစံတေညာတို့ကိုပွားများခြင်းကြောင့်ရင်ငလင်းလှုပ်ခြင်း။၃။ဖျားအလောင်းပရိသန်တွေယူခြင်းကြောင့်ရင်ငလင်းလှုပ်ခြင်း။၄။ဖျားအလောင်းဖွားမြင်ခြင်းကြောင့်ရင်ငလင်းလှုပ်ခြင်း။ ငါဖျားအဖြစ်တို့ရောက်တော်မူခြင်းကြောင့်ယင်ကလေးလှုပ်ခြင်း6ဓမ္မစကြာတရားဥဟောကြားတော်မူခြင်းကြောင့်ယင်ကလေးလှုပ်ခြင်း9အာယုသင်္ခါရအတွတ်တော်မူခြင်းကြောင့်ယင်ကလေးလှုပ်ခြင်း8ပရိနိဗ္ဗာန်ပြုတော်မူခြင်းကြောင့်ယင်ကလေးလှုပ်ခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာယင်ကလေးလှုပ်ခြင်းအကြောင်း၈မျိုးပဲဖြစ်ပါတယ်ယင်ကလေးလှုပ်ရခြင်းအကြောင်းဟာဤအကြောင်း၈မျိုးတစ်မျိုးမျိုးကြောင့်လှုပ်တာပါကျန်တဲ့အကြောင်းအကြောင်းကြောင့်မလှုပ်နိုင်ပါဘူးเนาะ တချို့ကမေကွန်းတွေကိုပေါက်ပေါက်ရှာရှာမေးတတ်ပါတယ်။ပါကြုတ်ဆရာတော်ကြီးနဲ့မိုင်းဖုန်းဆရာတော်ကြီးကဘ누구ကပို့ပြီးတော့မြက်ပါတလဲတဲ့။ဒီမေကွန်းကိုကိုယ့်အကူဖြူကြပါ။ဥတင်ပြောပြပေးပါမယ်။မေတ္တာပြကဘာကြောင့်ပညာအရာမှာတာလွန်တဲ့အရှင်သာရိပုတ္တရာမထေရမြတ်ကိုလက်ရရန်ပေးပြီးတော့တကိုးကြီးတဲ့အရှင်မောကလံမထေရမြတ်ကိုကြတော့ ဘာကြောင့်လော်ဝဲမှာထားတာလဲတိရတခါတော့ကအရှင်တာယဘုဒ္ဓရာနဲ့ရှင်မောင်မောက္ခလမမတိမြတ်ကသူတို့ကသူတို့ချီးမွမ်းကြတယ်အရှင်တာယဘုဒ္ဓမတိမြတ်ကနေပြီးတော့ရှင်မောက္ခလံကိုငါရှင်မောက္ခလံနဲ့တင်းကသာသနာမှာအရန်ကိုထင်ရှားပါတယ်တဲ့တင်းကဟိုးမှာမြင်ရတဲ့တောင်ကြီးနဲ့တူတယ်တဲ့ငါတို့ကကျတော့ အဲ့ဒီတောင်ကြီးဘေးနားမှာရှိတဲ့ကြောက်ခဲတွေကြောက်ကြုံနေနေတူပါတယ်ဆိုပြီးတော့ချူးမွန်ပါတယ်အဲ့ဒီခါမှာရှင်မမောကလမဏိမြတ်ကလည်းအရှင်တာယဝတ္တမဏိမြတ်ကိုပြန်ပြီးချူးမွန်တယ်ငါရှင်တာယဝတ္တရာတဲ့ငါရှင်ဟာပညာရမအတာလွန်ဆုံးပဲတဲ့ငါရှင်ဟာဟိုးမှတွေ့နေတာသားခဲကြီးနဲ့တူတယ်တဲ့သားခဲကြီးနဲ့တူတယ်တဲ့သားဆိုတာကဘာလဲဆိုလို့ရှင်ဟင်းချက်လို့ရှင် မပါလို့မဖြစ်ဘူးအဲ့ဒီလိုပြောချင်တာကပညာကနေရာကမှမပါလို့မဖြစ်ဘူးပညာရှိကိုရှိရမယ်ပညာတက်ကိုတက်ရမယ်နော်အဲ့ဒီလိုချီးမွမ်းပါပြင်ဦးဒင်းတို့ပခုံးနှစ်ဖက်ကိုကြည့်လိုက်ပါသင်္ကန်းဝှထားတဲ့ရန်တွေရဲ့ပခုံးနှစ်ဖက်ကိုကြည့်ပါညာဘက်ပခုံးကိုဖော်တယ်ဘယ်ပခုံးကို ဖုံးထားတယ်ဒါကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ပညာကိုဖော်ထားရမယ်တကိုးကိုအနာဖာဝါကိုဖုံးထားရမယ်ဒါကိုပြောချင်တာဖြစ်ပါတယ် ဒါကိုကြည့်ရင်အပြင်ပညာကတကိုးထက်တာလွန်နေဆိုတာပို့ပြီးတော့ထင်ရှားပါတယ်နော်တကိုးဆိုတာအတုံးမချတတ်လို့ရှိရင်လမ်းမတက်ပါတယ်ဒဲလာသူတွေကတကိုးကိုယုံကြည်လို့ရှိရင်သူတို့ဟာဒီတကိုးနဲ့ရှိတဲ့ပုဂ္ဂိုလ်ကိုကိုးကွယ်မယ်ဆိုလို့ရှိရင်သူတို့ကိုသူတို့အဆတ်အယာပြည့်စုံမလို့ထင်ပါဒါကမဟုတ်ပါအဲ့ဒီတကိုးဆိုတာသူတို့ကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကို အချောင်သေးကြလေးမိုးတည်ပါတယ်တိရအငါတို့ကိုတကူနဲ့မဆာမှာပဲငါတို့သီးဝါလက်လာပါတယ်တိုးပွားလာတကူနဲ့လုပေးမှာပဲဆိုပြီးသိနေကိုကိုချင်းကတာများပါတယ်တကူရှိတဲ့ပုံကိုယ်တွေကိုလေတပညာကတော့အဲ့လိုမဟုတ်ဘူးတော့ငါတို့ကိုကိုလည်းဘုန်းကြီးကပညာတတ်တယ်ပညာရှိတယ်ဟေးတွားကြရအောင်သူတို့ချင်းငါတို့ကိုအဆုံးမတွေပေးလိမ့်မယ်ငါတို့ကိုလမ်းမှန်ရအောင်အဆုံးမပေးလိမ့်မယ် ငါတို့ကလည်းအဲ့ဒီအသုံးမနဲ့တူလက်မရအောင်ရှောက်မယ်ဆိုတဲ့တိတ်တဲ့ကိုကိုယ်တိုင်များပါတယ်။နော်။ပြောချင်တာကပညာအာသနာပုဂ္ဂိုလ်ကရတဲ့သူတပည့်တွေကိုလက်မရအောင်ရှောက်ဖို့တိုက်တွန်းပေးတယ်။တကူအာသနာရဲ့ပုဂ္ဂိုလ်တို့မြတ်မြတ်ကကြတော့သူတို့ကိုယ်ကိုယ်တပည့်တွေကတော့အရှောင်သိတဲ့တွေများပါတယ်။ဒါကိုကြည့်ရင်တွေ့ပါလိမ့်မယ်။ဒီလား။ အိဒါမစ္စရိယလို့ခေါ်တဲ့မနာလိုဝန်တိုစိတ်မဖြစ်မိစေနဲ့အဲ့ဒီစိတ်ကကိုယ်အတွက်လည်းမကောင်းသလိုသူများအတွက်လည်းမကောင်းဘူးသူတို့ဘက်တော့မကောင်းတဲ့အကျိုးဘလို့များစွာဖြစ်တော့ဆိုတော့ခုနကအိဒါမစ္စရိယလို့ခေါ်တဲ့မနာလိုဝန်တိုစိတ်တွေကြီးစိုးလာပြီဆိုရင် လူတွေဟာသူတို့ဘက်ရဲ့အကျိုးကို ပြက်ပြားအောင်အမျိုးမျိုးလုပ်တတ်ကြတယ် ဥပမာကိုနဲ့စီးပွားပြိုင်ဘက်ကိုနဲ့ပညာပြိုင်ဘက်အဲ့ဒီပုံကိုယ်ရကိုထက်တာနေပြီဆိုရင် ကို့မှာအိတ်တာမစ္စရိယာဖြစ်တတ်တယ်အဲ့ဒီဖြစ်ပြီးတဲ့နောက်ပိုင်းအဲ့ဒီအိတ်တာမစ္စရိယာစိတ်ကိုမထိန်ဘဲနဲ့လှုပ်လိုက်မယ်ကျူးလွန်လိုက်မယ်ဆိုလို့ရှိရင်တခြားသူတွေမကောင်းဘူးတချို့ဆိုလို့ရှိရင်ဟောလဲပညာတွေနဲ့တိုက်တယ်တချို့ဆိုလို့ရှိရင်ငွေပေးပြီးတော့လှုပ်ကြံခိုင်းတယ် စီးပွားရေးတွေမပြတ်ပြတ်အောင်ပညာရေးတွေမနှိမ့်နှိမ့်အောင်လုပ်တကြတယ်ဒါဟာသူတစ်ပါးအတွက်မကောင်းတဲ့အချက်ပေါ့ကို့အတွက်ဘာမကောင်းတာတော့ကို့အတွက်ဘလောက်ကြောက်စရာကောင်းတာတော့ဆိုရင်ဒီလိုလောတကတိတ်တာဆိုတာအလုံးကြောက်ဘူးနေကြမှာပေါ့အိဒါမစ္စရိယစိတ်ကိုအခြေခံပြီးတော့ပြုတ်လုလိုက်တဲ့သူ့ရဲ့မကောင်းမှုဟာဘဝအဆက်ဆက်လက်အကျိုးပေးတာ နောက်ဆုံးယဟန္တာဖြစ်မဲ့ဘဝနောက်ဆုံးကျွတ်တန်းဝင်မဲ့ပစ္စည်းမှဘဝိကဖြစ်တာတောင်မှလိုက်ပြီးအကျိုးပေးတယ်အဲလိုပေးတဲ့အတွက်ကြောင့်နောက်ဆုံးဘဝမှာထမင်းလေးတစ်နက်ပဲဘဝလင်းလင်းစားသွားရတယ်တဲ့နော်ထမင်းတော့မဟုတ်ဘူးစရုမတူလေးတစ်နက်သူ့ဘဝတစ်လျှောက်လုံးဘဝရည်စားပဲစားခဲ့ရတယ်အဲဒီလောကတိတ်တရဲ့ဘဝစကြောင်းကိုကြည့်မယ်ဆိုရင်အိတ်တာမစ္စရိယဟာ အင်မတန်မှကြောက်ဖို့ကောင်းပါတယ်အဲ့တော့ကြောင်းမနာလိုဝန်တိုစိတ်တွေဝင်လာပြီဆိုရင် အမြန်ဆုံးဖယ်ရှားပါအမြန်ဆုံးဖယ်မရှားပဲဒီစိတ်ကြီးလက်ခံထားပြီးတော့ဒီစိတ်ကြီးဖြစ်နေတဲ့အတိုင်းလိုက်ပြီးတော့လှုပ်လိုက်မယ်ဆိုရင်ကိုယ်တော်လည်းမကောင်းသလိုသူတစ်ပါးအတွက်လည်းမကောင်းပါဘူးဒါကြောင့်အိဒါမစ္စရိယဆိုတဲ့မကောင်းတဲ့စိတ်ညစ်စိတ်ယုံမာတွေကို အတက်နိုင်ဆုံးဖယ်ရှားနိုင်ကြပါစေ။